ENL ကကျွန်တော်တို့အားလုံးကိုတစ္ဆာဖောက်သွားပြီ။တချို့တွေကလည်းဒါဟာနားလည်မှုလွဲတာဖြစ်တယ်လို့ပြောနေသလိုတချို့တွေကလည်းတစ္ဆာဖောက်တာလို့တိတိကျကျဆွဆွဲချက်တွေထွက်လာပါတယ်။အားလုံးပဲမင်္ဂလာပါ။ဒီကနေ့မှာတော့ကျွန်တော်တို့အားလုံးစဉ်းစားကြရတန်တရားဝင်စရာကိစ္စရှိနေပါပြီ။အဲ့ဒါကတော့ ENL ကကျွန်တော်တို့အားလုံးကိုတစ္ဆာဖောက်သွားပြီလားဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်။ဒီကြောင်းရံနဲ့ပတ်သက်ပြီးတော့စဉ်းစားဖို့အတွက် ပြောသွားမှာဖြစ်ပါတယ်။ PNL ကကျွန်တော်တို့အားလုံးကိုတစ္ဆာဖောက်သွားပြီလား။သူမျိုးလင့်ထားတာတွေရှိလို့ပဲဒေါ်လာရေးဖွဲ့တွေအားလုံးကိုမျက်နှာလဲခဲပြစ်လုပ်ပြီးတော့မြောင်းနယ်လက်အောက်ကိုပြောင်းဝင်တော့မှာလား။ဆိုတဲ့မိကုန်းနေမိဖို့အတွက်အချိန်ရောက်လာပါပြီ။ PNL ရဲ့လက်ရှိလှုပ်ဆောင်ချက်တွေကကျွန်တော်တို့မျိုးလင့်ထားတဲ့လမ်းကြောင်းကနေအသွေးဖယ်သွားဖို့အတွက်ပဲစုတောင်းရမှာပါ။တစ္ဆာဖောက်တယ်ဆိုတဲ့စကားလုံးကိုမသုံးကျင်ပေမဲ့တွေ့ရတဲ့မြေပြင်သတင်းချက်လက်တွေအရပြည်သူတွေအတွက်စိုးရိမ်စရာအခြေအနေတစ်ခုကိုရောက်နေတဲ့အတွက်ကြောင့် တုံးရတဲ့အခြေအနေဖြစ်ပါတယ်။ DNL ကသစ္စာဖောက်ပြီလားဆိုတဲ့မေးခွန်းကိုဖြေဖို့အတွက်သူတို့ရဲ့လောက်ရက်ကိုပြန်ပြီးတော့တုံးသက်ဖို့လိုပါတယ်။ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာအများစုကပြည်သူတွေအတွက်စိုးရိမ်စရာဖြစ်လာပါပြီ။တချို့တွေကလည်းဒါဟာနားလည်မှုလွဲတာဖြစ်တယ်လို့ပြောနေသလိုတချို့တွေကလည်းသစ္စာဖောက်တာလို့တိတိကျကျဆွဆွဲချက်တွေထွက်လာပါတယ်။ကျွန်တော်တို့အားလုံးဘာကိုယုံရမလဲ DNL ရဲ့စစ်မှန်တဲ့ယူရချက်ကဘာဖြစ်မလဲဆိုတာကိုစဉ်းစားရလွယ်စင်မဲ့အချက်တွေကိုကျွန်တော်ပြောသွားမှာဖြစ်ပါတယ် ပထမဆုံးအချက်အနေနဲ့ TNL ကစစ်ကောင်စီတပ်တွေကိုမိုးကုန်းနဲ့မိုးမိတ်ကိုပြန်ပြီးတော့ဝင်ရောက်ခွင့်ပေးဖို့စဉ်းစားနေတဲ့အချက်ကတင်ပြစရာကောင်းစီတဲ့အချက်တွေအားလုံးထဲမှာမှပထမဆုံးအချက်ဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်ကစစ်ကောင်စီကိုအသက်ရှူခြောင်စီပြီးတော့သူတို့ရဲ့ဒေတာတွင်းဩစာကိုပြန်လည်တိစောက်ပေးရာကြောက်ရောက်တယ်လို့သုံးသပ်ရမှာပါ။ဒုတိယတစ်ချက်ကတော့ TNL ထိန်းချုပ်နယ်မြေတွေကနေဒေတာကန် PDF တွေကိုဖယ်ရှားခိုင်းနေတဲ့အိစာဖြစ်ပါတယ်။ နေမြပိုင်ဆိုင်မှုစိတ်သက်ကိုထင်ရှားပြသနေပါတယ်။ PNL ကမြို့သားရဲ့အကျိုးစီးပွားကိုဦးစားပေးနေတဲ့ EAO တွေရဲ့ရှင်လာကိုပဲလိုက်တော်မာလာနိုင်ငံလုံးဆိုင်ရာဒေါ်လာရေးယူမှန်းချက်ထက်တအောင်အရေးကိုပဲအယုံဆိုင်နေပြီလားဆိုတဲ့မေးခွန်းနေမေးရတော့မှာပါ။ဒီလိုရက်တွေက TNL ရဲ့ယူမှန်းချက်လမ်းကြောင်းပြောင်းသွားခြင်းမဲ့လားဒါမှမဟုတ်အပြစ်ခတ်ရဲ့ဆေးရေးမပြတ်ပြားစေဖို့ယူရတဲ့စည်ရေးနိုင်ငံရေးယူဟာမြောက်ဆွတ်လွတ်မှုလားဆိုတာတော့တစ်ဖက်မှာရှိနေပါသေးတယ် ဒီအချက်တွေတက်ဆိုးရွားတဲ့အချက်က TNL ရဲ့ဆုံးဖြတ်ချက်တွေရဲ့နောက်ွယ်မှာအင်အားကြီးမားတဲ့တရုတ်နိုင်ငံရဲ့ PR ကအဓိကအချက်ဖြစ်ပါတယ်။တရုတ်နိုင်ငံကသူတို့ရဲ့နေဆက်ဒေတာတည်ငြိမ်ရေးကိုသာအဓိကထားပြီးတော့တက္ကသိုလ်နဲ့ EAO တွေကြားမှာစိတ်မဖြစ်ရေးကိုအတင်းအကျပ်ဖိအားပေးနေပါတယ်။ TNL အနေနဲ့လည်းနေဆက်ဒေတာမှာရပ်တည်နေရတာကြောင့်တရုတ် PR ကိုလေလူရှုဖို့အတွက်လုံးဝမဖြစ်နိုင်ပါဘူး။ဒါကြောင့်နိုင်ငံတကာနိုင်ငံရေးရဲ့အားကောင်ဖြစ်ရပြီလားလို့လဲစဉ်းစားစရာပါ။ ။နမေကိုစစ်ကောင်စီလက်ထဲအပီးပိုင်အနှံ့ချင်းမဟုတ်ဘဲနဲ့အချိန်ယူပြီးစောင့်ကြည့်နေခြင်းရောမဖြစ်နိုင်ဘူးလားလို့စဉ်းစားကြလိုပါသေးတယ်။ PNL ရဲ့လက်ရှိလုပ်ရက်တွေကတောင်းပြည်သူတွေကိုစစ်ကောင်စီရဲ့လေကြောင်းထိခိုက်မှုဒဏ်ကနေကာကွယ်ဖို့နဲ့နမေအတွင်းငင်းငင်းရရှိစေဖို့အတွက်ဓာယီစုတ်ခွာခြင်းရောမဖြစ်နိုင်ဘူးလားလို့စဉ်းစားကြရှိပါသေးတယ်။နမေကိုစစ်ကောင်စီလက်ထဲပီးပိုင်အနှံ့ချင်းမဟုတ်ဘဲနဲ့ချင်ယူပြီးစောင့်ကြည့်နေခြင်းရောမဖြစ်နိုင်ဘူးလား ရေးကြည့်တဲ့ຢာကအခုချိန်မှာ DNA လေးထိန်းချုပ်နေမြေမှာရှိတဲ့ဒေသခံတအောင်းလူတို့ရဲ့အမြင်ကလည်းချုပ်ထွေးနေပါတယ်။စစ်ပွဲတွေရပ်သွားရင်ကောင်းတယ်လို့ယူဆသူတွေရှိသလိုတော်လှန်ရေးအင်အားစုတွေအချင်းချင်းမညီညွတ်မှုတွေပေါ်မှာစိုးရိမ်သူတွေလည်းရှိနေပါပြီ။သူတို့ရဲ့မျောလင့်ချက်တွေနဲ့ DNA လေးရဲ့လှုပ်ဆောင်မှုတွေပေါ်မှာဝဟမှုတွေရှိလာပါပြီ။ DNA လေးရဲ့လက်ရှိလှုပ်ဆောင်ချက်တွေကတစ္ဆာဖောက်မှုလားလက်တွေ့ကြတဲ့နိုင်ငံရေးစစ်ရေးပြူဟာလားဆိုတဲ့မေးခွန်းတွေအတွက်အဖြေက ဗီဒီယိုကြည့်နေတဲ့လူတွေအားလုံးလည်းအမြင်ကွဲပြားမှုတွေရှိနေမှာပါ။ဒါပေမဲ့အခုလိုရေးပါတဲ့အဖွဲ့အဖွဲ့ကဒေါ်လာရင်းမဟာမိတ်တွေကိုတောက်ခိုင်းနေလို့အထိပယ်တက်ရောက်စေတဲ့လောက်ရကတနိုင်ကန်လုံးဒေါ်လာရင်းစီးလုံးညီညွတ်မှုကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။ PNL ရဲ့လောက်ရတွေကြောင့်စစ်ကောင်စီကနိုင်ငံရေးအရအသက်ရှင်ခြောင်သွားခြင်း PNL ရဲ့လောက်ရကအခြား EO တွေအတွက်လည်းစံနမူနာဖြစ်သွားနိုင်တဲ့အနေအရရှိခြင်းစတဲ့အကျိုးဆက်တွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။နာဂတ်ဒေါ်လာရင်းမှာ တော်လိုင်းအများစုတွေက TNL ကိုမဟာမိတ်အဖြစ်သတ်မှတ်ပါတော့မလားဒါမှမဟုတ်နယ်မြေဒေသဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်တာသတ်မှတ်တော့မလားဆိုတာကတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်နောက်ပိုင်းညီနောင်များကြားမှာလဲသဘောထားကွဲလွဲမှုတွေပို့ပြီးတော့ပြင်းထန်လာနိုင်ပါတယ်ဒီလိုအခြေအနေမျိုးမှာတော်လိုင်းအများစုတွေအနေနဲ့တူညီတဲ့ညီမှန်းချက်ကိုမမေ့ဘဲနဲ့မြေမတူညီမှုတွေကိုညှိနှိုင်းဆွေးနွေးဖို့ကအရေးကြီးဆုံးလိုအပ်ချက်ဖြစ်ပါတယ်ဒီချက်ကိုတော်လိုင်းရေးအစိုးရဖြစ်တဲ့ NUG ကလည်းဦးစီးဦးဆောင်လုပ်ဖို့အတွက် အရန်ကိုရေးကြည့်တဲ့အချိန်ရောက်နေပါပြီ။ PNL ကတနင်္ဂနွေလုံးလွမြောက်ဖို့မဟုတ်ပဲဒေသအတွင်းလွမြောက်ဖို့ကိုပဲဦးစားပေးသွားမလား။ဒေါ်လာရေးတက်တွေနဲ့ဥပပေါင်းမှုဆက်ရှိနေမလားဆိုတဲ့မေးခွန်းတွေတွက်တော့ဝိဟာဖြစ်စရာလမ်းဆောင်လမ်းကွာကိုရှောင်းနေပါပြီ။ဒီကြောင်းရောင်နဲ့ပတ်သက်ပြီးတော့ဒေါ်လာပြည်သူတွေရဲ့အမြင်တွေကိုပွင့်လင်းစွာသွင်းပေးခဲ့ဖို့လဲတောင်းဆိုရင်းကျွန်တော်ရဲ့ဗီဒီယိုကိုဆုံးသက်လိုက်ရပါတယ်။ဗီဒီယိုကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျ။ထူးခြားသတင်းတွေနဲ့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်။